် LGBT တယောက်ဖြစ်ပေမဲ့လည်းယောက်ျားစီကအပြည့်အဝအခြေခံရတဲ့မိကညဉ့်ညံကဲပရိသတ်ကြီးတို့ရဲ့ LGBT တယောက်ဖြစ်ပေမဲ့လည်းသူ့ရဲ့ဘဝကိုဝါသနာပါရမိကပညာနဲ့အသက်မွေးနေခဲ့တဲ့သူကတော့အသက်60အရွယ်ရှိနေပြီဖြစ်တဲ့မိကညဉ့်ညံပဲဖြစ်ပါတယ်သူမအနေနဲ့ကတော့အမြဲတမ်းအလှအပကိုဝါသနာပါခဲ့တယ်လို့သူမကိုယ်တိုင်လည်းလှလှပပဖြစ်အောင်လို့နေထိုင်တဲ့အတွက် Miss Popular စုကိုတောင်မှထိုက်ထိုက်တန်တန်စုကူးထားနိုင်ခဲ့သူပဲဖြစ်ပါတယ် ဒီလိုမျိုးအလုပ်တွေစတိုက်လုပ်နေရနိုင်ခြင်းရဲ့နောက်ွယ်မှာတော့ယောက်ျားဖြစ်သူကပါရမီပြည့်ပတ်ကောင်းလွန်နေတဲ့အတွက်သူမရဲ့ LGBT ဘဝကိုအတော်လေးမျက်နှိုးနေကြတာပဲဖြစ်ပါတယ်မိကညဉ့်ရဲ့အမျိုးသားဖြစ်သူဟာအသက်60အရွယ်ရောက်နေတာတောင်မှနည်းနည်းလေးမှမညိုညင်ပဲထမင်းကအစာခွန်ကျွေးပြီးအဝေးအစားဆိုလဲအစင်းနဲ့ထုတ်ပေးတတ်တာမို့လို့သူမလိုမျိုး LGBT တယောက်ကိုချစ်ပေးနေတဲ့အတွက်အတော်လေးကိုကံကောင်းတယ်လို့သတ်မှတ်နေခဲ့ပါပြီ။ အမျိုးသားဖြစ်သူကတော့အသက်60ရောက်မှမစ်ပြိုင်ပွဲဝင်တာကိုသိပြီးသဘောမချပဲမဲ့လေလူကြီးလူကောင်းဆန်တဲ့အမျိုးသားဖြစ်တာကြောင့်သူမစိတ်ချမ်းသာရင်အရာရာကွင်းလွတ်ပေးတယ်ဆိုပြီးတော့လွတ်ထားပေးခဲ့တာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါအရင်ခေတ်မှာတော့ LGBT တွေရဲ့အဖြစ်ကိုရှုံချခဲ့ကြပေမဲ့လေအခုလိုတိုးတက်လာတဲ့ခေတ်ကြီးမှာ LGBT တွေကလည်းအချစ်ခံတင့်နေဆိုတာမျိုးဖြစ်လာခဲ့လို့တကယ်ကိုမှဝမ်းသာစရာပါပဲဗျာ။ဆိုတော့ပရိသတ်ကြီးတို့ရောမိကညဉ့်ညံလူမျိုးအစမ်းကောင်ချစ်ပေးမဲ့သူမျိုးကိုပိုင်ဆိုင်ထားပြီလားဆိုတာကိုပြောပြသွားကြပါဦးဗျာ။